မြောက်ကိုရီးယားချစ်ကြည်ရေးသလားသလားစီမံကိန်းစတင်လိုက်ပြီးမြေရှင်တွေကိုရော့ချေးပေးလိုက်တဲ့ရပိုင်းတွင်းမှာပဲတနားမြို့နယ်တွေကမြေဆွေးတွေဟာ20ရာခိုင်နှုန်းလောက်အထိတက်လာတဲ့သတင်းကိုတော့ဥအောင်သူကပေးပို့ထားပါတယ်ခင်ဗျာဖေဖော်ဝါရီလ18ရက်နေ့ကမြန်မာကိုရီးယားချစ်ကြည်ရေးဒလားသရားစီမံကိန်းစတင်လို့ဒလားနဲ့မလုပ်ကင်းတဲ့နေရာတွေကအိမ်တော်စု80ဝန်းကျင်လောက်ကိုရောက်ချေးပေးလိုက်ပြီးတဲ့နောက်ပိုင်းဒလားအိမ်ချမ်းမြေရွက်ွက်တင်းမှလာခဲ့ပြီးယာကန်လုံးအနေနဲ့20ယာကန်လုံးလောက်အထိတက်လာတယ်လို့အဲ့ဒီမျိုးအိမ်ချမ်းမြေအတိုင်းဝိုင်းကဆိုပါတယ် အရင်တုန်းကအတိမပြုတ်နိုင်တဲ့စီမံကိန်းဒရင်တွေကြောင့်မြေဆွေးတွေတက်ခဲ့ပေမဲ့ကာလအတန်ကြာဒလားအင်ချမ်းမြေဆွေးကွက်အိဆက်ခဲ့ပါတယ်။ဒါပေမဲ့အခုတရားဝင်သတားဆောက်လုပ်တော့မယ်ဆိုတဲ့ဒရင်တွေကြောင့်အရောင်းဝယ်တွေပို့တက်လာတယ်လို့အိုင်ဟုတ်အင်ချမ်းမြေအကျိုးဆောင်ရဲ့မန်နေဂျာကပြောပါတယ်။အခုဒါပထမချက်နဲ့ဒီရက်နေ့လို့လက်ရှိအချိန်မှာတော့ဈေးကတော့ပို့ပြီးတော့တင်းမှလာ။ဈေးခိုင်မှလာတာပေါ့။ဈေးတက်လာတာပေါ့။ဈေးတက်လာတယ်။ဟုတ်ကဲ့အရောင်းဝယ်အနေထားအိဆက်အရောင်းဝယ်လည်းနည်းနည်းလေးတွက်လာ။အရောင်းဝယ်ပို့တက်လာ။ 现在上了，现在我没变了。我三了，今天。为今天虽然差嘛，没得排那东西了。没那个了，为为那路伢了了，多要上没路啊，不为伢子，你没路啊了，没没，是个啥个路伢他啥车没坐？开嘛车子，上外。 လက်ရှိအနေအထားတွေအရဒလားမျိုးနယ်တွေကအင်ချမ်မြေဈေးကွက်တွေဟာအစ်စ်ဖော်ထားတဲ့ကျန်စစ်သားရက်ကွက်ကအင်ချမ်မြေတွေနဲ့ဘရင်တော်တပင်ရွှေတိစတဲ့ရက်ကွက်တွေကအင်ချမ်မြေတွေကအယောင်းဝယ်တွက်နေပြီးလက်မြေရောင်းဈေးကွက်ကတော့အေးဆက်နေသေးပဲလို့ဆိုပါတယ်။တရားဆောက်ဖို့ဆိုတာကရော်ကျေးပေးတဲ့အစင်ထိသာရှိသေးတဲ့အတွက်အင်ချမ်မြေဈေးတွေတက်မလာတာဖြစ်ပြီးတရားဆောက်ဖို့စတင်လှုပ်ဆောင်တော့တဲ့အချိန်မှာတော့တရားအင်ချမ်မြေဈေးနှုန်းတွေကအခုထက်ပိုတက်လာမယ်လို့ပြောတာတွေလည်းရှိပါတယ်။တရားဆောက်ဖို့တကယ်လို့အခုက ရောဂျီပဲပြေးထားတာဆိုတော့လေပနဲ့ရိုက်ဖို့ပါဘူးဒီလိုမျိုးလာရင်တော့ဂျီနဲ့နဲ့လှုပ်မတယ်ဂယ်လစီမန်ကိန်းဆမယ်ဆိုတော့အဲ့လိုလားကျက်ကွက်တွေကပေ25ပေပေ90အကွက်တွေက3500ဝန်းကျင်လောက်ကနေလမ်းမတန်းတွေဘက်ကခြံကွက်ကျည်ကြီးတွေကတော့3000ဝန်းကျင်လောက်ထိပေါက်ဈေးတွေရှိနေပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ